မနေ့အိမ်ရနိုရာနဲ့ခေါင်းဝန်းပေါ်မှာစပင်းနေကျွတ်နေပြီလားဒါမှမဟုတ်ရီကျူခန့်ရဲ့ရေစင်းပေါက်မှာစပင်းနေပိတ်နေပြီလားစစ်မှုဘူပါနဲ့ဒီနေ့မှာတော့စပင်းကျွတ်တာကိုရက်တန့်စေမဲ့နီလန်းခွန်းတွေနဲ့ဒီနေ့ကနေပြီးတော့စလုပ်နိုင်မဲ့ရက်30စီမံချက်ကိုပြပြပေးသွားမှာဖြစ်ပါတယ်တကယ်တော့ဒီနေ့ကို750ရာနေတရားကြွတာတော့ပုံမှန်ပါပဲ စမင်းဆိုတာကအရှိန်မြန်တဲ့ကာလအနာယူတဲ့ကာလနဲ့ကျွတ်တဲ့ကာလဆိုပြီးတန်တရားလဲနေရပါတော့ဒါပေမဲ့စိတ်ပြည့်စုံမှုတွေအရင်များတဲ့အခါမျိုးမှာနေမကောင်အရင်ဖြစ်တာတွေအစားတော့အကြီးကြီးရှောင်းတာတွေနဲ့ဆေးအသစ်တွေတောက်မှုတဲ့အခါမျိုးမှာဆိုရင်တော့စပင်ကျွတ်တာမြန်တဲ့အဆင့်ကိုရောက်သွားတာပေါ့နော်ဒီနေ့မှာတော့တမန်ဒီစပင်ကျွတ်မြန်တဲ့ကာလရောက်တာနဲ့တကယ်တမ်းစပင်ပါလာတာတော့ထိပ်ပြောင်းလာတာကိုဘယ်လိုခွဲခြားမလဲပြီးတော့ချီရောက်တဲ့ကုသနည်းလေးတွေကိုလည်းပြောပြပေးသွားမှာဖြစ်ပါတယ်။ ဒါဆိုရင်တာမန်နဲ့စပင်ပို့ချတာနဲ့တကယ်တမ်းထိပ်ပြောင်းတာနဲ့ဘယ်လိုခွဲမလဲကျွန်တော်တို့ကနာမည်တည်တည်ထားဖို့လိုရပါတော့။ပေါ့အောင်တော့တကူကကြတော့တာမန်နဲ့စပင်ပို့ချချက်ပါ share တင်လို့ကျွန်တော်တို့ခေါ်တယ်။ဒါကကြတော့ဥက္ကုံတစ်ခုလိုမှရှိတဲ့စပင်တွေကတာမန်ထက်ပို့ချတာပေါ့နော်။တာမန်တာမန်တော့တာမန်ပဲနော်။ အတော့စပင်းစီလိုက်တဲ့အခါမှာဆိုရင်အရင်တော့ထက်ဆိုင် ပြီးသွားတာမခံစားရမယ်။ဘယ်ချိန်မှာဖြစ်တယ်လဲဆိုရင်ဖြားနာတာတွေခွဲစိတ် ကုသမှုခံယူတာတွေစိတ်ပီစီမှုဖြစ်တာတွေကိုယ်ဝန်ဆောင်တဲ့အခြေမျိုးတွေမှာပေါ့နော်။သူကလေးဘက်ကနေစနစ်ပတ်တွေမှာဖြစ်တတ်တယ်။ဒါပေမဲ့၃လကနေ၆လအတွင်းမှာဆိုပြီးပြန်ကောင်းသွားလိမ့်ရှိတယ်ပေါ့နော်။စပင်းသေးသေးလေးတွေပြန်ပေါက်လာတာမျိုးရှိတယ်။ နံပါတ်2ကကျတော့တင်းတင်းလို့ခေါ်တယ်စပင်ပါလာဒါကတော့ဒီထိတ်ပြောင်းလာထိတ်ကွက်လာတာမျိုးလို့ရှိရချို့ကျတော့ဒီတောက်ဆောင်းလေးတွေမှာပေါ့နော်ဘေးဘက်တွေမှာစပင်တွေပါလာတာလည်းရှိတတ်တယ်ဆန်သားလေးတွေကလည်းတဲသေးလေးတွေဖြစ်သွားတာမျိုးလို့ကျွန်တော်တွေ့ကြရပါတော့အားနေသွားလို့မျိုးတွေ့ရပါမယ်ဆိုတော့ကျွန်တော်ဆန်သက်ကြည့်အောင်ဗျာမှန်နေကြည့်လိုက်ကိုယ့်ရဲ့စပင်ကိုခွဲချောင်းလေးတိုင်းခွဲကြည့်လိုက်ပေါ့နော်အရင်တော့ဆက်ဆိုင်ရင်ခွဲချောင်းနေပိုကျဲနေလားအာဒါဆိုရင်တော့ထိတ်ပြောင်းနေပေါ့နော်ပြီးတော့စပင်ကိုအနေငယ်ဆူပြီးတော့ပြပြလေးဆွဲကြည့်အာတစ်ချောင်းနှစ်ချောင်းပဲပါလာဆိုပုံမှန်ပဲနော်နောက်ကွာ ဒီလိုဆွဲလိုက်လို့အများကြီးပါလာတယ်ဆိုရင်တော့ဒါတမန်ချက်စမင်ပိုကျွတ်နေပြီဆိုတာကိုကျွန်တော်ပြတ်သားနေရပါတော့။ဒီညပဲစားလို့နိုင်မယ်စမင်ကျွတ်တာရက်တက်စီမယ်နီလန်း9တွယ်ဆိုပြပေးသားမှာဖြစ်ပါတယ်။ပေါ့တော့တကူအကြတော့မှန်မှန်ကန်ကန်ခေါင်းချော်ညီလေးပါ။ကျွန်တော်တို့ကပိုအဲဆူဆူတဲ့ယာရီဥတုမှာနေချင်တဲ့သူတွေဖြစ်တဲ့အခါခေါင်းကိုနေတိုင်းလျှော်လို့ရပါတယ်။ ါပေမဲ့ခေါင်းလျှော်ရည်အပြော့အစားလေးတွေအသုံးပြုပေးဖို့လိုပါတယ်။ပြင်းပြင်းထန်ထန်ခေါင်းလျှော်ရည်ကိုကျွန်တော်ရှောင်ရှားဖို့လိုတယ်။ပြီးတော့ခေါင်းလျှော်ရည်ကိုဥရည်ပြားပေါ်မှာလိမ့်ပြီးတော့နှိမ့်နေပေးပါ၊လျှော့ပါ။လက်သေးကြီးနဲ့မကုတ်ပါနဲ့။ရည်နှင်းဆက်ဆက်လေးနဲ့အသုံးပြုပေးပါ။နောက်မင်းလေးတွေတည်တဲ့အချက်တစ်ခုရှိပါတယ်ကွန်ဒီရှင်နာသုံးတဲ့အခါမှာဥရည်ပြောင်မထီစေဘဲနဲ့ဆပင်အလဲအနေပြီးတော့အဖျားကြီးကိုလိမ့်ပေးပါပေါ့နော်ဒါကတော့ခေါင်းရှော်ရည်နဲ့ပတ်သက်တာတွေပါနောက်တစ်ခုကကြာခေါင်းတော့ပွား ခေါင်းသုံးပွားရဲကြတော့နူးညံ့တဲ့ဟာတွေအသုံးပြုလေးပါဖွားဖွားလေးအသုံးပြုပါကြာကြက်ကြက်တန်းတန်းမလုံးနဲ့ပြီးတော့ခေါင်းသုံးပွားအကျဉ်းကြီးနဲ့မတုပ်ပါနဲ့ပေါ့နော်နောက်ကကျတော့စင်မြင်ကောင်းမုံမယ်ဆိုရင်ကျွန်တော်တို့ hair dryer အသုံးပြုမယ်ဆိုရင်တော့အပူကိုကောက်ွယ်စေတဲ့ heat protector တွေအသုံးပြုပြီးတော့မှလေအပူချင်းအလေလက်လက်နဲ့မှုတ်ပေးဖို့လိုပါတယ်ပေါ့နော်ဒါကတော့ practical ချက်လေးပါ ဒုတိယတစ်ချက်ကကြတော့ကျွန်တော်တို့ကခေါင်းဥခေါင်းအရေးပြရောက်ရမ်းနေတဲ့အခြေအနေမှာဆိုရင်စပင်ပိုကျွတ်တတ်တယ်ပါတယ်။ဒါကြောင့်ပေါက်ထားတဲ့နေရာမျိုးရှိတယ်။ခေါင်းရားနေရာမျိုးရှိရယ်ဆိုရင်ဆိုရင်ဟာပေါက်ပြောက်စေးတွေခေါင်းလျှော်တွေကျွန်တော်အသုံးပြုပေးပါ။ဥပမာကီတိုကော်နဇောတို့ဇစ်အာပါရာတီယုံပါတဲ့စေးတွေပေါ့နော်။ဥပမာလွယ်လွယ်ကူကူပြောမယ်ဆိုရင်ကျွန်တော်အကလီယာတို့ဟန်နဲ့ရှူတာတို့အများကြီးရှိပါတယ်နော်တပတ်ကနှစ်ချိန်သုံးချိန်လောက်လျှော့ကျန်တဲ့ချိန်မှာတော့ပတ်မယ်ကောင်းလျှော့ရင်းနဲ့အသုံးပြုလို့ရပါတယ်နော်အကေဥကြီးပြမှာအဖူအပေါက်တွေအပိတ်တွေရှိနေရဆိုရင်တော့ ကောင်းလေးစီတွေအစီတွေလိမ့်နိုင်တော့ကျွန်တော်ခိတ္တရက်တက်တာကိုလုပ်ပါမယ်နံပါတ်3ချက်ကတော့စပင်ပုံစံခဏခဏပြောင်းပါစပင်ကိုတိတိကျကျကြီးကြီးစီးတာတွေကြစ်တာမျိုးတွေကိုရှောင်ဖို့လိုတယ်ပေါ့နော်အာစကယ်စီးတဲ့အခါမှာအုတ်ထုတ်တွေကိုလည်းကြက်ကြက်ကြီးဆောင်းတာမျိုးတွေအုတ်ထုတ်ခဏခဏဆောင်းတာမျိုးတွေကိုလည်းကျွန်တော်သတိပြုဖို့လုပ်ပါတယ်ပြီးတော့ကောင်းစို့ကောင်းစို့မှာနူးညံ့တဲ့နော်ဖြစ်နိုင်တော့ပိုးသားကောင်းစို့လေးပေါ့နော်ဒါတွေအသုံးပြုပါပြီးတော့ကောင်းပြီးရတဲ့ကြဲကြဲလေးတွေနဲ့ဖြည့်ရဆိုရင်စမင်ပြတ်တာကိုထပ်ဝက်လာတတ်တာစီမှာဖြစ်ပါတယ် trashy alopecia လို့ခေါ်တဲ့ကျွန်တော်ဆွဲအားကြောင့်စမင်ကျွတ်တာလည်းတက်တာစင်မှာပေါ့နော်ကာကွယ်နိုင်တာပေါ့ဒါကြောင့်လဲဆိုတော့စမင် B အရင်အစိတ်တဲ့ခါမှာချိတ်တယ်လीနော်ဒါနံပါတ်3နံပါတ်4ချက်အားကြတော့အစားတောက်ပါနော်စမင်ဆိုတာက protein ဓာတ်အသားဓာတ်တွေနဲ့ဖွဲ့စည်းကြတာဖြစ်တယ်ဒါကြောင့်ကျက်ဥငါအသားပဲအမျိုးမျိုးတွေကိုစားသောက်ပေးဖို့လိုပါတယ်ဆိုတော့စပင်အရင်ကျွတ်တဲ့အခါမျိုးဆိုရင်ကျွန်တော်တန်တက်အာဆီတွေကျွန်တော်တောက်လို့ရပါတယ်အာဖယ်ရတင်တို့အိုင်ရွန်တို့နောက်တစ်ခုကဗီတာမင် D တွေ အာနောက်က level ကြီးဟော်မုန် thyroid တွေကိုလည်းစစ်ဆေးကြည့်ဖို့လိုပါတယ်ပေါ့နော်အာ biotin ကကြတော့ချူတွေကြတော့လည်း biotin တောက်စီကြီးတယ်ပေါ့နော် biotin ကကြတော့ဟောဓာတ်ချို့တဲ့နေရာလိုတွေမှာတောက်ဖို့လိုပါတယ်ဒါပေမဲ့တခြား general acid ပေါ့နော် multi vitamin ဆိုရင်တော့တောက်တာတော့ကောင်းတယ်နောက်ချက်ချင်းကြီးတော့လည်းထူလာမှာတော့မဟုတ်ပါဘူးပေါ့နော်နံပါတ်5ချက်နေရကြတော့နေမကောင်းဖြစ်တာတွေ CPC မှုတွေဖြစ်တာတွေဆိုရင်ဖြစ်ပြရတဲ့၄ဘက်ကနေ၈ဘက်အတွင်းမှာစပင်းနေစပြီးအရင်ကျွတ်တက်လာတဲ့ပေါ့နော် ပြီးရင်3လနဲ့6လလောက်ကြာတယ်ဒီလိုမျိုးကျွတ်လာတော့6လလောက်ကျွတ်တယ်ပြီးတော့မှနည်းနည်းနည်းလေးလေးပြန်ပေါက်လာတာပေါ့နော်ဒါတွေကိုတက်တာဖို့အတွက်ဆိုရင်တော့ AA ဝဝအိတ်ဖို့လိုတဲ့ညာညာကိုကျွန်တော်9နိုင်ရနေပြီးက9နိုင်ပြည့်အောင်ကျွန်တော်အိတ်ဖို့လိုတယ်ပေါ့နော်လေဂျင်ကန်လေးလည်းပေါပေါပါလုပ်ပေးမယ်ဒါဆိုရင်ကိုယ့်ရဲ့စိတ်တွေရတဲ့ကြီးလင်းပြီးတော့မမှန်ကန်ကန်လေးစိတ်ပီစီမှုလည်းတက်တာမယ်ပေါ့နော်ဒါနံပါတ်5 နံပါတ်6ချက်ကကျတော့ကျွန်တော်ကောင်းလေးစီပါเนาะဆေးပေါ့เนาะကျွန်တော်က line ပုံမှာတွေ့တဲ့ဟာလေအရန်သုံးတက်ကြတယ်ကျွန်တော်ကတကယ်တော့ဆေးရှိတယ်ဗျเนาะအမျိုးသားအမျိုးသမီးမှာသုံးလို့ရတယ်တက်တာစီပါတယ်အမျိုးသားရဲ့အတွက်ဆိုကျွန်တော်ကဒီမနောင်စဆေးဆိုတာရှိတယ်5% main လေးရေကျတော့2%ပေါ့เนาะတနေ့တစ်ချိန်လင်းရပြီဟို line မမှာတွေ့တဲ့ဟိုစိတ်ဒီစိတ်တွေရှောက်သုံးနေမဲ့အစားငကူတဲ့ကျွတ်နေပါတယ်ဆိုတော့မာလီเนาะငကူတဲ့ကျွတ်နေလို့ဟိုတေချာစမ်းသက်တာဒါမဟုတ်တဲ့စိတ်တွေလင်းနေမဲ့အစား တကယ်လည်း FTA ကအတိမတ်ပြထားတဲ့ဆေးတွေเนาะမြန်မာနိုင်ငံမှာလည်းရှိပါတယ်မနောက်စစ်စဲဆိုတာဒါလေးကျွန်တော်လည်းလိမ့်နေရပဲကြာပါကြလဲဆိုတော့ကျွန်တော်ကိုဗစ်မှာကိုဗစ်က4 way လား6ခုလား5ခုလားမသိဘူးเนาะဖြစ်တယ်เนาะ line နေရတယ်မဲ့ကျွန်တော်ကတစ်ခုပဲလွတ်တယ်ပေါင်းစံတစ်ခုပဲလွတ်တယ်ကျန်တဲ့ဟာတွေအကုန်ထိတယ်ဖြစ်တဲ့အတွက်စပိန်တွေကလည်းအရန်ကျွတ်တာเนาะပြောကိုရဲ့အလုံအနေချာအရာရော CPC မှုတွေရှိတယ်ဒါဆိုရင်စပိန်ကအငြင်းကျွတ်တယ်ဆိုတော့ဒါလေးကကျွန်တော်ဆောင်းထားတာပေါ့เนาะမနောက်စစ်စစ်လို့ရှိတယ် နောက်ကကြတော့အသုံးပြုနည်းလေးပြပြပေးမှာပေါ့နော်။ဆိုတော့ဒီဆေးလေးကိုကျွန်တော်ကဥယျာဉ်ပြ6သိန်းနေတဲ့နေရာမှာသုံးပါနော်။ကောင်းရှော်စရာရှိရင်ရှော်လိုက်ပြီး6အောင်လို့ပြပားနေတဲ့နေရာလေးနည်းနည်းချင်းစီကျွန်တော်လိုက်ဖြန်းပေါ့နော်။လင်းပြီး၄နိုင်အတွင်းကောင်းမလျှော်နဲ့ပြီးတော့လင်းပြီးရင်လက်လေးသိချဆင်းပေါ့နော်။အသုံးပြုရမှာကြတော့နှစ်ပတ်ကနေ6ပတ်အတွင်းမှာစသုံးနေဆိုရင်တော့စပင်အနေနဲ့ပိုကျွတ်တက်တယ်။တချို့တွေကြတော့လေ ်လူတိုင်းတော့မဟုတ်ဘူးဒါပေမဲ့အဲ3လားနဲ့6လားလောက်ဆိုတော့တိတာလည်းရလက်လေကျွန်တော်တွေ့လာရမယ်ကျွန်တော်ကြင်ညာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့ကွန်ဆိုင်နဲ့လို့တဲ့မိခရင်မှာတော့မသုံးသိဘူးပေါ့နော်ဒီမနောက်စတဲ့အကြတော့ဆိုကျွန်တဲ့လူတွေအသုံးပြုလို့ရတယ်တောက်ဆေးကြီးလည်းရှိတယ်တောက်ဆေးရတော့မလိုပါဘူးနော်ဒီလေးဆေးတွေကျတော့အကောင်းဆုံးပါပဲနောက်ဆုံးနံပါတ်9ချက်ကကျတော့မင်္ဂလိတဲ့ပုံဖြူကိုများတယ်ပေါ့နော်မချွတ်ဆေးတွေ bleach ခဏခဏသုံးတာအာစူးစီးတွေဆိုတာအပူနဲ့ဖျောက်တာတွေကောက်တာတွေလောက်တာစပင်းအောင်ပျက်စီးစီတယ်ပေါ့နော်ဆိုတော့ မလို့တော့အကောင်းဆုံးလို့ပဲပြောချင်တယ်ပြီးတော့ဓာတ်ရုပ်ဆေးတုံးမှဆိုရင်လည်းချားစီချင်တယ်ပေါ့နော်အပူချင်လည်းနည်းနည်းလေးနဲ့လုပ်ပါဘာမှမလို့တာတပွားတိုင်ရတော့အကောင်းဆုံးပေါ့နော်လာပြီးသားပါနော်ဆိုတော့ဒီနေရာမှာကျွန်တော်မေးချင်ရှိလာတာကျွန်တော်ဆယ်ဝန်နဲ့ပဲချင်းနဲ့ပြရမလဲပဲချင်းပြရမလဲဆိုတော့လူတိုင်းဟာဒီတိုင်းကော့ကိုအိမ်မှာနေပဲဒီဆေးလေးတုံးနေနေရမှာမဟုတ်ဘူးပြဖို့လိုတဲ့ဟာရှိတယ်ဥမာကျွန်တော်တို့မော်နဲ့ပတ်သက်ပြီးတော့စပင်ကျွတ်တာလည်းရှိတယ်ဥမာကောင်းမှာအကွက်လည်းအကွက်လည်း ALPC ရဖြစ်နေပြီလို့ဆရာအောင်လည်းပြရမယ် နောက်တစ်ခုကကျွန်တော်ဥယျာဉ်တွေမှာအမာရွတ်တွေအနာတွေပီတယ်နာတွေဖြစ်နေပြီဆိုရင်တော့ကျွန်တော်ဆရာဝန်နဲ့ပြရမယ်မြေခုံးမွေးတွေမျက်တောက်မွေးတွေပါကျွတ်နေပြီဆိုရင်ပြရမယ်ပြီးတော့ဟော်မုန်းမညီများလက္ခဏာတွေဥမာယာတီမမှန်တာတွေမျက်နှာမှာအမွေးတွေပေါက်လာတာဝက်ချက်တွေအရန်ပေါက်တာဆိုရင်ဆရာဝန်နဲ့ပြဖို့လိုပါတယ်နောက်တစ်ခုကကျ6လက်ထပ်ပို့ပြီးတော့စပင်ကျွတ်တာမရက်ဘူးပိုဆိုးတာလည်းဆိုရင်တော့ဆရာဝန်နဲ့ပြလိုက်ပါလို့ပဲကျွန်တော်ပြောချင်ပါတယ်နော်ဆိုဆရာဝန်နဲ့ပြတာတော့ဟုတ်ပြီဆရာဝန်နဲ့ပါလို့တက်တယ်ဆောင်းဝင်လို့တက်တာတော့ရှိပါတယ်အာအဓိကတော့ရကြလေးတွေတွေ့တာတော့ပို့ပြီးတော့ ောက်ဆီးနေပေးတဲ့အာ fitness strike ဆိုတာပေးတယ်ပေးတဲ့အမျိုးသတိရင်းဆိုတာဆိုရင်တော့ကျွန်တော် mental skill လက်ကြားလေးမှလည်းသုံးလို့ရတယ်ပေါ့နော် lazy တွေပဲအဓိကပေးတာများပါတယ်ဘာလို့ဆိုတော့တောက်ဆီးရကြခန္ဓာကိုယ်တစ်ခုလုံးမှာအမွေထွက်လာတတ်တယ်เนาะအဲ့ဟာကြောင့်လေပြီးတော့ spinal spinal လက်တုံးနေကျွန်တော်ပေးရရှိတယ်အဲ surgery နေနဲ့ကျွန်တော် PRP တွေ laser နဲ့ပြစ်ပြီးကုသတာတွေကျွန်တော်တို့နောက်ဆုံးဗျာဟိုကျွန်တော်တို့ဘယ်လိုရမလဲပြန်စိုက်တာစပင်စိုက်တာတွေပေါ့နော်ဒါတွေကျွန်တော်တို့လုံနိုင်တာအများကြီးရှိပါတယ်အဲ ဆရာမဖြစ်ဖို့လိုတယ်ပေါ့နော်တွေ့တွေ့တွေ့ရသူနဲ့တော့မလုပ်ပါနဲ့ဆိုတော့ဒီနေ့ကျွန်တော်ပြောချင်တာကကျွန်တော်ဒီနေ့ညဆောက်လို့ရမယ်ရေ30စီမံကိကျွန်တော်ပြောပြမှာဖြစ်ပါတယ်ဆိုတော့အပေါင်းဆုံးတပတ်မှာဘာလို့ရမယ်ဥယျာဉ်ပြောင်းတခြားတက်ရှင်းလို့ရမယ်ဘာလို့ပေါက်တွေရှိတယ်ပေါက်တွေရင်ပြောင်းလို့ရမယ်ဒါအရေးကြီးဆုံးပဲနော်အာပေါက်ရကောင်းချော်ရေတခြားလို့မယ်နေတိုင်းလျှော်မယ်အာဒီလိုမျိုးလို့မယ်ဒုတိယအပတ်မှာကျတော့အစားအသောက်နဲ့အိတ်ချင်ကျွန်တော်ကျူးဆိုင်မယ်နော်ဓာတုဆေးတွေအပူတွေကျွန်တော်ရှော့သုံးမယ်တတိယပတ်မှာကျတော့ဒီဆေးတွေကျွန်တော်ဝယ်သုံးမယ်နော် အာဒါတွေကကြတော့ဟိုဝယ်လို့လွယ်တယ်မြန်မာနိုင်ငံမှာရှိတယ်ကိုယ့်ကိုတက်ပုံရိုက်ထားလဲအဆင်ပြေတယ်ပေါ့နော်တိုးတက်လာမှုကြည့်လို့ရတယ်ပေါ့လေ never လေးအချက်နေရာကြတော့ပြီးတော့ကို့မှာခုနကျွန်တော် ပြောတဲ့အကွက်လက်အကွက်လက်ကြီးတွေဖြစ်ပြီးတော့ဖြစ်နေရမျိုးဆိုရင်ဆံဝန်နဲ့ပြဖို့လိုတယ်ပြီးတဲ့နာတွေ အမှားရုပ်တွေရှိနေဆိုရင်ဆရာဝန်နဲ့ပြတ်ဖို့လိုတယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင် like လုပ်ပေးပါဝေမျှပေးပါ channel နဲ့ subscribe လုပ်ပေးပါကျမ်းမာရင်လည်းပတ်သက်တဲ့ဗီဒီယိုလေးတွေကိုလည်း comment လေးတွေပဲပေါ့နော်ဒီအမှားရေးခဲ့ပေးလို့ရပါတယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်နောက်ဗီဒီယိုမှာပဲတွေ့ပါမယ်နော်တတား